င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဂင်းပြည်နယ်ကြာအင်းစိတ်ကြီးမြို့နယ်ကဖျားတုံးစုမြို့ပေါ်မှာဒီကနေ့ဇွန်လ16ရက်နေ့မှာကြာရောက်တဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုဆိုင်ပုဒ်ကိုဒေသခံပြည်သူတွေကစုပေါင်းပြီးစိုက်ထူခဲ့ကြတယ်လို့သိရပါတယ်အချက်ဖတ်စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေတဲ့ရုပ်ရှင်သရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ဦးကို စစ်ကောင်စီကနိုင်ငံသားအဖြစ်ကနေရက်စဲလိုက်တယ်ဆိုပြီးထုတ်ပြန်လာပြန်တဲ့သတင်းပါဝင်ဒီကမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကင်းပြည်နယ်ကြာအင်းစိတ်ကြီးမြို့နယ်ကဖျားသုံးစုမြို့ပေါ်မှာလူတကောင်ဆောင်ဒေါ်ဆတ်စုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ့်မှတ်ဂုဏ်ပြုဆိုင်ပုဒ်ကိုဒေသခံပြည်သူတွေကစူပေါင်းပြီးစိုက်ထူခဲ့ကြတယ်လို့သိရပါတယ်။ဒါကတော့ဒီကနေ့ဇော်လာ19ရက်နေ့မှာကြောက်တဲ့လူတကောင်ဆောင်ဒေါ်ဆတ်စုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ့်မှတ်ဖြစ်ဒေါ်ဆတ်စုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြန်ဆုံးလွတ်မြောက်ပါစေဆိုတဲ့ဂုံပြုဆိုင်ပုတ်ကိုမွေးနေ့မတိုင်ခင်ဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲဂရင်ပြည်နယ်ကျိုင်းစိတ်ကြီးမြို့နယ်ကဘုရားတုံးစုမြို့ပေါ်မှာဒိသာကံပြည်သူတွေကစိုက်တူခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်လက်ရှိအဲ့ဒီကင်ပီနဲ့ဖျားတုံးစုမြို့မှာက KNU DKPA နဲ့ BGF အပါအဝင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေအခြေစိုက်ထားပြီးစစ်ကောင်စီဘက်ကစစ်တပ်ထွေအုပ်နဲ့ရဲတပ်ဖွဲ့တွေကတော့မြေသိအုပ်ချုပ်ရေးမှမလုံနိုင်တော့တဲ့အတွက် KNU ရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကို အစားထိုးအုပ်ချုပ်နေတဲ့အခြေအနေဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့အကြမ်းဖက်ဆက်အာနာရှင်ကိုစန့်ကျင်တော်လှန်နေတဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အမှုပညာရှင်73ဦးကိုစေကောင်းစီကနိုင်ငံသားအဖြစ်ကနေရယ်ဆဲလိုက်တယ်ဆိုပြီးထုတ်ပြန်လာပြန်ပါတယ်အဲ့ဒီလိုစေကောင်းစီရဲ့ထုတ်ပြန်ချက်အမိန့်စာကိုဇော်လာ16ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးစေကောင်းစီရဲ့ Telegram Channel တွေကနေတဆင့်ဖြန့်ဝေနေကြတာဖြစ်ပါတယ် အဲ့ဒီလိုစကောက်စီဘက်ကသူတို့ကိုစန့်ကျင်တဲ့အမှုပညာရှင်တွေကိုနိုင်ငံသားအဖြစ်ကနေရက်စဲလိုက်တဲ့ဆိုပြီးထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့ရုပ်ရှင်သရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ဦးကတော့အစိုးရဖြူဖြူကျော်သိန်းအစိုးရအာဇာနီအစိုးရလင်းလင်းအစိုးရချမ်းချမ်းဒါရိုက်တာနာဂျီဒါရိုက်တာကိုပေါ့ရုပ်ရှင်သရုပ်ဆောင်ပိုင်ဖြိုးသူအမှုပညာရှင်မြနို့အေးအမှုပညာရှင်ခါရာသရုပ်ဆောင်အောင်မြင့်မြတ်ရုပ်ရှင်သရုပ်ဆောင်ဇင်ဝါအစိုးရဝင်းနိုင်ဆိုးဒါရိုက်တာပီဟိန်းတီဟာတို့ပါဝင်တယ်လို့သိရပါတယ်အဲ့ဒီလို အချက်ဖက်စကောက်စီဟာ ပြီးခဲ့တဲ့2022ခုနှစ်အတွင်းကလည်းအမျိုးသားညီညွတ်အစိုးရ NG ဝင်ကြီးတွေအပါအဝင်ဒေါ်လာရေးအတွက်ပါဝင်နေတဲ့သူတွေကိုနိုင်ငံသားအဖြစ်ကနေရက်စဲတဲ့အကြောင်းထုတ်ပြန်ကြေညာခဲ့ဘူးပါတိတယ်ခင်ဗျ တစ်ဖက်မှာတော့ဂင်းပြည်နယ်ကြုံတိုးမြို့နယ်ကကော့ဂရိတ်အင်ဂျီလမ်ပိုင်းမှာကင်နရီပူပေါင်းတပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်ကောင်စီတိုက်ကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကအယောက်20ကျော်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများနေပြီးစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေကြတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇွန်လ16ရက်ဖြစ်တဲ့မနေ့ကစပြီးကြုံတိုးမြို့နယ်ကကော့ဂရိတ်အင်ဂျီလမ်ပိုင်းမှာရှိတဲ့ခုနှစ်တိုင်းရေဘူးပိုင်ရမုတ်ဝအနည်းနဲ့အင်ဂျီကျေးရွာဘက်တွေမှာ ကန်နလီပူပေါင်းတက်တွင်းနဲ့အချက်ဖက်စစ်ကောင်စီတက်ကြတိုက်ပွဲတွေအပြင်းထန်ကိုဖြစ်ပွားနေကြတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကအယောက်20ကျော်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းများနေပြီသူတို့စစ်တပ်ဘက်ကတော်တော်ကိုအထိနာနေကြသလိုလက်ရှိကော့ဂရိတ်မြို့နယ်မှာကန်နလီပူပေါင်းတက်တွေကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလေ ရင်းသားရိုက်ရေးပြူမြို့နယ်မှာရှိတဲ့အချက်ဖက်စကောက်စီရဲ့ဂိတ်စခန်း၃ခုကိုတော်လန်ရေးပူပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားစုစုပေါင်း၆ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်ပြီတိုက်ပွဲတွေလည်းနေ့စဉ်ဖြစ်ပွားနေတယ်လို့ PDF စီရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ဇွန်လ15ရက်နေ့ကပဲရင်းသားရိုက်ရေးပြူမြို့နယ်ကအုံပင်ကွင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့အချက်ဖက်စကောက်စီရဲ့ဂိတ်စခန်း၃ခုကိုတော်လန်ရေးပူပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုတွေအတွင်းစေကောင်းစီတပ်သားစုစုပေါင်း6ဦးကတော့အတိအသင့်တေကုန်ကြတဲ့အကြောင်းကိုအတိပြုလို့ရထားပြီးအဲ့ဒီဘက်မှာတိုက်ပွဲတွေလည်းနေ့စဉ်ဖြစ်ပွားနေတဲ့အတွက်တချို့ဒေသခံပြည်သူတွေလည်းတင်းရှောင်နေကြတာတွေ့ရှိသလိုနှစ်ဖက်စစ်ရေးကတော့တင်းမာနေတယ်လို့ PDF စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းကံမမြို့နယ်မှာရှိတဲ့ရတပ်ပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအကြပ်ဖက်စကောင်းစီတက်ကလေးနဲ့ဘုံကျဲတက်ခိုက်မှုကြောင့် ပြည်သူ၅ဦးတည်ဆုံထားပြီးနောက်ထပ်ပြည်သူ၁၀ကျော်ကဒဏ်ရာတွေရထားတဲ့အပြင်ဖျားဇေဒီနဲ့နေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့ကမ္မဒေတာတော်လန်ရေးတပေါင်းစုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ14ရက်နေ့ကနေ16ရက်နေ့အထိမကွေးတိုင်းကမ္မမြို့နယ်မှာရှိတဲ့ရတပ်ပြည်သူတွေနေထိုင်ရာရွှေလန်းရိုးစရက်နဲ့ကမ္မချောင်းကျေးရွာဘက်တွေကိုအကြံဖက်စကောက်စီးတပ်ကလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေချဲချတိုက်ခတ်ခဲ့တယ်ဆိုပါလေ။အဲ့ဒီလို့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူ9ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ10ဦးကျော်ကဒဏ်ရာရထားပြီးဖျားဇေဒီနဲ့နေအိမ်တွေလည်းပျက်စီးထားတယ်လို့ကမ္ဘာဒေသတော်လှန်ရေးတပ်ပေါင်းစုရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်မှာရှိတဲ့စစ်ဘေး ရှောင်စခန်းတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတယ်လို့ပုံနာကျုံလူငယ်များအစည်းအရုံး PYA ကဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်ထားပါတယ် အဲ့ဒီပုံနာကျောင်းမြို့နယ်မှာရှိတဲ့စပေးရှောင်းစခန်းပေါင်းအခု200လောက်မှာမိုးအရန်ရွာတဲ့အချိန်တောင်ကျရေတွေဒလဟောစီလာပြီးတဲ့နောက်ရေကြီးရေရှမ်းမှုတွေဖြစ်နေတယ်ဆိုပါတယ်လောလောဆယ်စပေးရှောင်းနေအိမ်တွေလည်းရေနှင်းမြုပ်မှုတွေရှိနေပြီးတချို့နေအိမ်တွေဆိုရေထဲမျောပါပွားတဲ့အခြေအနေတွေလည်းဖြစ်နေသလိုစပေးရှောင်းတွေထဲမှာကလေးသူငယ်တွေနဲ့တကြီးရွယ်အိုတွေလည်းရှိနေတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ပုံနာကျောင်းလူငယ်များအစည်းအရုံး PYA ကထုတ်ပြန်ထားပါတယ်ခင်ဗျ ओके ढगारो यंग कितका नि दिगि मने खेन द्रेनि को टिन सपिके राबा चिसु पिके चिसु तमारे चनो नांगे बा